သားတရားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်စီစဉ်ကတော့မင်းသမားရဲ့ weekly sport စီစဉ်ပဲဖြစ်ပါတယ်ဒီစီစဉ်မှာတော့တပတ်တွင်းအားကစားလောကရဲ့ထူးခြားတဲ့သတင်းအကြောင်းအရာတွေကိုစူးစိဖော်ပြပေးသွားမှာပါရှုစားလိုက်ကြရအောင်ပါရှင်ထိုင်းနဲ့မြန်မာမှာခုနှစ်သမခုနှစ်မဂနီကျူအင်အားပြင်းငလျင်လှုပ်ခတ်အပြီးကပ်ဘေးကယ်ဆယ်ရေးအထောက်ပံ့တွေပေးဖို့ဖိလစ်ပိုင်မွေထိုင်းဖိုက်တာအစ်စလေးဘိုမိုဂေါကတောင်းဆိုခဲ့ပါတယ် မြန်မာနိုင်ငံအလဲပိုင်းကိုဗဟိုပြုပြီးတော့လှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့်ဘန်ကောက်မြို့အပါအဝင်ထိုင်းနိုင်ငံမှာပြင်းထန်စွာခံစားခဲ့ရပါတယ်။ဒီငလျင်ကြောင့် March 28ရက်နေ့မှာလူပင်နီဘောက်ဆင်အားကစားကွင်းမှာကျင်းပဖို့စီစဉ်ထားတဲ့ One Friday Fights 102ပွဲစဉ်ကိုဖျက်သိမ်းခဲ့ရပါတယ်ရှင်။ထိုင်းနဲ့မြန်မာမှာခုနှစ်သတ္တမခုနှစ်မဂနီကျူအင်အားပြင်းငလျင်လှုပ်ခတ်ပြီးကပ်ဘေးကယ်ဆယ်ရေးအထောက်ပံ့နေပေးဖို့ဖိလစ်ပိုင်မွေထိုင်းဖိုက်တာအစ်စလီဘူမူဂိုကတောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံအလဲပိုင်းကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်ဗန်ကောက်မြို့အပါအဝင်ထိုင်းနိုင်ငံမှာပြင်းထန်စွာခံစားခဲ့ရတာပါဒီငလင်ကြောင့်မတ်လ28ရက်နေ့မှာကျင်းပဖို့စီစဉ်ထားတဲ့ One Friday Fight 102ပွဲစဉ်ကိုဖျက်သိမ်းခဲ့ပါတယ်စပိန်ကနီရီယာယူဗီယိုနဲ့ထိုးတက်ဖို့စီစဉ်ထားတဲ့ဘိုမိုဂေါကကပ်ဘေးကြောင့်ထိခိုက်ခံစားရသူတွေအတွက်စိုးရိမ်ကြောင်းကို Instagram မှာဖော်ပြခဲ့ပါတယ် ချစ်ရခင်ရသူတွေအားလုံးထိုင်းနဲ့မြန်မာတွေမှာဖြစ်ပျက်ခဲ့တဲ့ကြောက်မက်ဖွယ်ငလင်ကြီးကြောင့်ဒီနှစ်ပွဲကိုဖျက်သိမ်းလိုက်ပါတယ်။ထိခိုက်ခံစားရသူအားလုံးအတွက်ကျမစိတ်မကောင်းဖြစ်ရတယ်။အကူအညီလိုအပ်သူတွေအများဆုံးရဖို့ကျမအနေနဲ့တကယ်ကိုမျှော်လင့်မိတယ်။ကျမတို့အဖွဲ့နဲ့ကျမကတော့ဘေးကင်းပါတယ်။ဒီအတော်အတွင်းမှာကယ်ဆယ်ရေးအထောက်ပံ့နေပေးဖို့ကျမတို့တက်နိုင်တဲ့ဘက်ကကူညီပေးကြရအောင်လို့သူမက Instagram Story မှာရေးသားခဲ့ပါတယ်။ One Friday Fight 102ပွဲမှာထိုးတက်ဖို့စီစဉ်ထားတဲ့ဖိလစ်ပိုင်တိုက်ခိုက်ရေးသမားတွေဖြစ်တဲ့ Jin Clock Selak နဲ့ Marvin Quinn တို့ကလည်းသူတို့ဘေးကင်းကြောင်းကိုအတည်ပြုခဲ့ကြပါတယ်။ UFC ပြိုင်ပွဲဝင်ချင်းတိုင်းရင်သား MMA fighter Joshua Aban ဟာမြမငလျင်ကပ်ဘေးတန်ခန်းစားနေရတဲ့သူတွေအတွက်ထောက်ပံ့ကူညီနိုင်ဖို့ GoFundMe ကနေတဆင့်ရန်ပုံငွေရှာဖွေနေပါတယ်။ အသက်22နှစ်အရွယ်ဂျိုရှုအာဘန်ဟာငလျင်ကပ်ဘေးအတွက်စက်သိန်းတရာလှူဒန်းကပ်ပြီးတော့မန္တလေးမိထီလာနေပြည်တော်နဲ့တခြားငလျင်တန်းတဲ့နေရာတွေမှာကဲဇယ်ရဲနဲ့ဆေးကုသရဲအတွက်အသုံးပြုသွားမယ်လို့သိရပါဗျ။ဂျိုရှုအာဘန်ဟာမြန်မာအလံကို UFC မှာကင်ဆောင်ခွင့်ရအောင်ကြိုးစားခဲ့တဲ့အပြင်မြန်မာနိုင်ငံကရေဘေးငလျင်ဘေးတည်နေတဲ့ပြည်သူတွေအတွက်အမြဲလှူဒန်းပေးနေတဲ့သူဖြစ်ပါရဲ့ရှင်။ UFC ပြိုင်ပွဲဝင်ချင်းတိုင်းရင်သာ MMA fighter Joshua Aban ဟာမြမငလျင်ကပ်ပေးခံစားနေရတဲ့သူတွေအတွက်ကုညီထောက်ပံ့နိုင်ဖို့ GoFundMe ကနေတဆင့်ရန်ပုံငွေရှောက်ဖွေပေးနေပါတယ်။အသက်22နှစ်အရွယ် Joshua Aban ဟာငလျင်ကပ်ပေးအတွက်ကြက်သိန်း100လှူဒန်းခဲ့ပြီးတော့မန္တလေးမိတ်ထီလာနေပြည်တော်နဲ့တခြားငလျင်တန်းတင်နေတဲ့နေရာတွေမှာကေဇယေးနဲ့ဈေးကူတာရေးအတွက်အသုံးပြုသွားမယ်လို့သိရပါတယ်။ ဒီဒေသတွေအတွင်းကြောင်းမက်ဖွယ်ငလျင်ကြီးတစ်ခုလှုပ်ခတ်အပြီးမြန်မာပြည်သူတွေကိုကုညီထောက်ပံ့ဖို့ကျွန်တော်တို့ရန်ပုံငွေရှာဖွေနေပါတယ်။လူအများအပြားဟာသူတို့ရဲ့အိမ်တွေအသက်တွေတန်ရှင်းတဲ့ရေရရှိမှုနဲ့မရှိမဖြစ်လိုအပ်တဲ့အရင်းမြစ်တွေကိုဆုံးရှုံးခဲ့ကြရတယ်။လူရမ်းမှုတိုင်းဟာလိုအပ်နေသူတွေကိုအရေးပေါ်ကယ်ဆယ်ရေးခူလုံရနဲ့အကူအညီတွေပေးဖို့အထောက်အကူဖြစ်စေပါတယ်။ကြောင်လဲမှုတစ်ခုဖြစ်စေဖို့ကျွန်တော်တို့နဲ့အတူပါဝင်ကြပါလို့ဂျိုရှုအာဘန်ကပြောပါရယ်ဂျိုရှုအာဘန်ဟာမြမအလံကို UFC မှာကင်ဆောင်ခွင့်ရအောင်ကြိုးစားခဲ့တဲ့အပြင်မြန်မာနိုင်ငံကရေးပေးငလျင်ပေးတင်နေတဲ့ပြည်သူတွေအတွက်အမြဲလှူဒန်းပေးနေတဲ့သူဖြစ်ပါတယ်။ဂျိုရှူအာဗန်ဟာဘရာဇီးကစားသမားဘရူနိုဒါဆယ်ဗာနဲ့လာမယ့်ဇွန်လ9ရက် UFC 316မှာထိုးသက်မှာဖြစ်ပါရရှင်။ ကချင်တိုင်းသားမြန်မာ MMA fighter အောင်လန်းအန်ဆန်းကအလာနင်းကလာနင်းကိုနိုင်ရတဲ့ပွဲကလက်အိတ်တွေကိုမြန်မာငလင်ကပ်ဘေးအတွက်လေလံတင်ရောင်းချသွားမှာဖြစ်တဲ့အကြောင်းသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်ကြေညာသွားခဲ့ပါတယ်။အဲဒီလက်အိတ်တစ်စုံအတွက်လေလံကြံကင်းစီ7300ဒါမှမဟုတ် American Dollar 6500သတ်မှတ်ထားပါတယ်။မတ်လ31ရက်မြန်မာစံတော်ချိန်မနက်10:00နာရီမှာလေလံစတင်မှာဖြစ်ပြီးတော့ဧပြီလ6ရက်ညနေ6:00နာရီမှာပြီးဆုံးမှာဖြစ်ပါတယ်။ ကချင်တိုင်းသားမြန်မာ MMA fighter online အန်ဆန်ကနာဂါလီကိုအနိုင်ရတဲ့ပွဲကလက်အိတ်တွေကိုမြမငလျင်ကပ်ပေးအတွက်လေးလံတင်ရောင်းချသွားမှာဖြစ်ကြောင်းသူ့ရဲ့လူမှုကွန်ရက်ကတဆင့်ကြေညာသွားခဲ့ပါတယ်။အဲ့ဒီလက်အိတ်တစုံအတွက် လေးလံချန်ကင်းစေ7300ဒါမှမဟုတ်အမေရိကန်ဒေါ်လာ6500သတ်မှတ်ထားပါတယ်။ မတ်လ31ရက်မြန်မာစံတော်ချိန်မနက်10:00နာရီမှာလေလံစတင်မှာဖြစ်ပြီးဧပြီလ6ရက်ညနေ6:00နာရီမှာပြီးဆုံးမှာပါမြန်မာနိုင်ငံကကျွန်တော်ရဲ့အိမ်နှလုံးသားရင်းမြစ်ဖြစ်တဲ့ဒီရက်တွေမှာမန္တလေးနဲ့စကိုင်းအလဲပိုင်းဒေသကိုပြင်းထန်တဲ့မြေငလင်တစ်ခုတိုက်ခတ်ပြီးတဲ့နောက်ကျွန်တော်တို့တွေဟာမယုံနိုင်လောက်အောင်ဆုံးရှုံးမှုကြီးမားတဲ့သဘာဝဘေးအန္တရာယ်ကိုကြုံတွေ့နေရပါပြီ မိသားစုတွေဟာလည်းအများကြီးဆုံးရှုံးရပြီးအိမ်တွေပြိုကျပစ္စည်းတွေဆုံးရှုံးနေရပြီးအားလုံးဟာပြန်လည်ထူထောင်နိုင်ဖို့အားထုတ်နေကြရပါတယ်လို့အောက်လိုက်အဆန်းကပြောပါတယ်။ဒီလိုမျိုးအရေးကြီးတဲ့အခိုက်အတန့်တွေမှာကျွန်တော်တို့ဟာစီလုံးညီညွတ်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော်ကိုယ်တိုင်တိုက်ခိုက်ခဲ့ပြီးအနိုင်ရယူခဲ့တဲ့လက်အိတ်တွေကိုလေလံတင်ဖို့ဆုံးဖြတ်ခဲ့တယ်။အလူငွေတွေကိုအ धिक လိုအပ်နေတဲ့နေရာတွေစီအရောက်ပေးပို့မယ်။ အခုကျွန်တော်ခမရတို့ကိုဒီတိုက်ပွဲမှာပါဝင်ဖို့ဖိတ်ခေါ်ပါမယ်တိုက်ခိုက်တဲ့ကွင်းမှာမဟုတ်ဘဲတကယ်လိုအပ်နေတဲ့နေရာအတွက်ဖြစ်ပါတယ်လို့အွန်လိုင်းအဆန်းကပြောကြားထားပါတယ်ဒီအေဂိုမာရာဒိုနာရဲ့ရုပ်အလောင်းအခြေအနေအရသူဟာပြင်းထန်နာကျင်စွာ ခံစားရင်းနဲ့တေဆုံးခဲ့ရတာသိကြတယ်လို့ရင်ခွဲဆစ်ဆေးမှုလှုပ်ဆောင်ခဲ့တဲ့ကျွမ်းကျင်သူတယောက်ကကြားသာပရင်းနေမှာပြောပါရယ် ကွယ်လွန်သူကန်တဝင်ဘောလုံးသမားကြီးတည်ဆုံမှုအတွက်လူသက်မှုနဲ့ဆွဆွဲခံထားတဲ့ဈေးပညာရှင်9ယောက်အမှုမှာအခုလိုမျိုးတက်သေးထွက်ဆိုလာတာဖြစ်ပါတယ်။နှလုံးစွမ်းဆောင်ရည်ကြဆင်းတာနဲ့အသေး6ဒါရီကြောင့်မတည်ဆုံခင်အနည်းဆုံး10ရက်အထိမာရာဒိုနာရဲ့အဆုတ်ထံမှာရေရွေစုပုံနေခဲ့တာလို့မှုကင်းဆရာဝန်ကထွက်ဆိုခဲ့ပါတယ်ရှင်။ဒီအကိုမာရာဒိုနာရဲ့ရုပ်လောင်းအခြေအနေအရသူဟာပြင်းထန်နာကျင်စွာခံစားရင်းနဲ့တည်ဆုံခဲ့ရတာသိကြတယ်လို့ ရင်ခွင်းစစ်ဆေးမှုလှုပ်ဆောင်ခဲ့တဲ့ကျွမ်းကျင်သူတစ်ယောက်ကကြာသာပတေးနေ့မှာပြောပါရယ်။ကွယ်လွန်သူကရဝင်းဘောလုံးကတမကြီးတည်ဆုံမှုအတွက်လူသက်မှုနဲ့ဆွဆွဲခံထားရတဲ့စေပြညာရှင်9ယောက်အမှုမှာအခုလိုတက်တည်ထွက်ဆိုလာခဲ့တာဖြစ်ပါရယ်။နှလုံးစွမ်းဆောင်ရည်ကြဆင်းခြင်းနဲ့အသေးခြောက်ခြင်းတို့ကြောင့်မတိဆုံးခင်အနည်းဆုံး၁၀ရက်အထိမာရာဒိုနာရဲ့အဆုတ်ထဲရေတွေစုပုံနေခဲ့တာလို့မှုခင်းစရာဝန်တွေကထွက်ဆိုခဲ့ပါတယ်။ သူ့ကိုပြုစုစောက်ရှောက်ပေးနေတဲ့ဆရာဝန်တွေနဲ့သူနာပြုတွေကဒါကိုသိထားတဲ့လို့သူကတရားသူကြီးတွေကိုပြောကြားခဲ့ပါတယ်။မာရာဒိုနာရဲ့နှလုံးကပုံမှန်ထက်နှစ်ဆနီးပါးလေးလံနေခဲ့တာလို့ကာစီနယ်လီကပြောပါတယ်။ဒါကြောင့်မတိဆုံးခင်အထိအ ਨੇ ဆုံး၁၂နာရီလောက်သူနာကျင်မှုကိုခန်းစားစေခဲ့ရမယ်လို့ထည့်ပြောခဲ့ပါတယ်။မာရာဒိုနာဟာအုံနောက်တွင်သွေးခဲခြင်းကြောင့်အုံနောက်ခွဲစိတ်မှုခံယူပြီးတဲ့နောက်နေအိမ်မှာပြန်လည်တက်တာနေစဉ် 2020နိုဝင်ဘာလ25ရက်နေ့မှာအသက်60အရွယ်နဲ့ကွယ်လွန်ခဲ့တာပါသူဟာကိုကင်းနဲ့အရက်ဆွဲခြင်းကိုဆယ်စုနှစ်များစွာရုန်းကန်ခဲ့ရပါတယ်မာရာဒိုနာရဲ့နောက်ဆုံးရက်တွေမှာကြောက်မက်ဖွယ်ကောင်းပြီးတော့စိတ်မချမ်းမြေ့စရာအခြေအနေတွေနဲ့ပြည့်နှက်နေတာကိုအစိုးရရှိနေတွေကထိတ်လန့်ဖွယ်ပြဇက်ဇယုံလို့ခေါ်ဆိုခဲ့တဲ့အမှုကိုခုနှစ်ဦးပါဈေးဘက်ဆိုင်ရာအဖွဲ့ကတရားရင်ဆိုင်နေရပါတယ်။မာရာဒိုနာဟာခွဲစိတ်မှုခံယူပြီးနှစ်ပတ်အကြာမှာ နှလုံးစွမ်းဆောင်ရည်ကြဆင်းခြင်းနဲ့အဆုတ်တဲရည်တွေစုပုံနေရကပြင်းထန်အဆုတ်ရောင်ခြင်းတို့ကြောင့်သေဆုံးခဲ့တယ်လို့တွေ့ရှိခဲ့တာပါမာရာဒိုနာသေဆုံးခဲ့တဲ့နေအိမ်ဟာဆေးကုသမှုခံယူဖို့အတွက်တက်လျော်တဲ့နေရာတစ်ခုဟုတ်ပုံမရခဲ့ပါဘူးလို့ကာစီနယ်လီကပြောပါတယ်ဒီအမှုမှာတရားခဏ်တွေဟာလူနာတည်ဆုံနိုင်တယ်ဆိုတာသိရတဲ့လှုပ်ဆောင်ခဲ့တဲ့ရည်ရွယ်ချက်ရှိရှိလူသက်မှုဖြစ်နိုင်ခြင်းနဲ့ဆွဆွဲခံထားရပါတယ်။သူတို့ဟာထောင်နဲ့ရှစ်နှစ်ကနေ25နှစ်အထိကြာခံရှာနိုင်ပါတယ်။ ကြာရှည်စွာနာကျင်ဝေဒနာခံစားရတဲ့အချိန်ကာလအတွင်းဂယုမဆိုင်ပဲတည်ဆုံတဲ့အထိဘောလုံးသမားကိုပြစ်ထားခဲ့တယ်လို့အစိုးရရှိနေတွေကဆွဆွဲပါရယ်။စံကြာနေတဲ့တရက်ခွင်ကိုဇူလိုင်လအထိကြာမြင့်မယ်လို့ခန့်မှန်းထားပါရယ်။တရမှုမှာတတ်တည်120နီးပါးထွက်ဆိုဖို့လည်းရှိနေပါရယ်ရှင်။ဆွေဇလန်ယူကန်တရားရုံးကကမ္ဘာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းဆပ်ဘလက်တာနဲ့ဥရောပဘောလုံးအဖွဲ့ချုပ်အကြီးအကဲဟောင်းမိုက်ကယ်ပလာတီနီတို့ကို ခြားစားမှုနဲ့ပတ်သက်တဲ့ကြာမြင့်စွာတရားရင်ဆိုင်ခဲ့ရတဲ့အမှုကနေမတ်လ25ရက်အင်္ဂါနေ့မှာဒုတိယအကြိမ်တရက်သေးလွှတ်ပေးခဲ့ပါတယ်၂၀22မှာသူတို့ကိုပထမဆုံးအကြိမ်ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးခဲ့တဲ့အတိုင်းအလားတူဆုံးဖြတ်ချက်ကိုပဲဘေးဆယ်အနီးမူဒန်စ်မြို့ကအထူးယူခံတရားရုံးစည်းရေးကဖတ်ပြနေတဲ့အချိန်မှာအသက်86နှစ်ဘလက်တာနဲ့အသက်69နှစ်ပလာတီနီတို့ဟာတိတ်ဆိတ်စွာနားထောင်နေကြပါတယ် အစိုးရရှိနေတွေကသူတို့နှစ်ယောက်အတွက်ဆိုင်းငံ့ပြစ်ဒဏ်20လချမှတ်ဖို့တောင်းဆိုခဲ့ပေမဲ့နှစ်ယောက်စလုံးအတွက်ထောင်ဒဏ်9နှစ်ထိကြားခံနိုင်ရတဲ့အာဏာအလွဲသုံးမှုယုံကြည်မှုဖောက်ပြက်မှုနဲ့စာရွက်စာရန်လိမ်လည်မှုစတဲ့ဆွဲချက်အလုံးကိုပယ်ချခဲ့ပါတယ်ရှင်။ဆွစ်ဇာလန်အယူခံတရားရုံးကကမ္ဘာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းဆက်ဘလတာနဲ့ဥရောပဘောလုံးအဖွဲ့ချုပ်အကြီးကဲဟောင်းမိုက်ကယ်ပလာတီနီတို့ကိုချဆမှုနဲ့ပတ်သက်တဲ့ကြာမြင့်စွာတရားရင်ဆိုင်ခဲ့ရတဲ့အမှုကနေမတ်လ25ရက်အင်္ဂါနေ့မှာ ဒုတိယအကြိမ်တရက်တည်းလွတ်ပေးခဲ့ပါတယ်။2022မှာသူတို့ကိုပထမဆုံးအကြိမ်ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးခဲ့တဲ့အတိုင်းအလားတူဆုံးဖြတ်ချက်ကိုပဲဘေးဆဲအနီးမူတန်မျိုးကအထူးအယူခံတရားရုံးဆွေးရေးကဖတ်ပြနေစဉ်မှာအသက်89နှစ်ဗလတာနဲ့အသက်69နှစ်ပလာတီနီတို့ဟာတိတ်ဆိတ်စွာနားထောင်နေခဲ့ကြပါတယ်။အစိုးရရှေ့နေတွေကသူတို့နှစ်ဦးအတွက်ဆိုင်းငံ့ပြစ်ဒဏ်20လချမှတ်ဖို့တောင်းဆိုခဲ့ပေမဲ့နှစ်ဦးစလုံးအတွက် ထောင်ဒဏ်၅နှစ်အထိကြခံရနိုင်တဲ့အာဏာအလွဲသုံးမှုယုံကြည်မှုဖောက်ဖျက်မှုနဲ့စာရွက်စာတမ်းလိမ်လည်မှုစတဲ့ဆွဲချက်အားလုံးကိုပယ်ချခဲ့ပါတယ်။ဆယ်နှစ်ဒီပါတရားစီရင်ရေးလုပ်ငန်းစဉ်တွေလှုပ်ဆောင်ပြီးတဲ့နောက်ဆွစ်ဇာလန်ဖက်ဒရယ်တရားရုံးရှေ့မှောက်မှာနောက်ဆုံးအယူခံဝင်ဖို့ဖြစ်နိုင်သေးပေမဲ့ကန့်သက်ထားတဲ့တရားရေးဆိုင်ရာခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့သာဖြစ်နိုင်ပါတယ်။ဘလို့ဆက်လက်ဆောင်ရွက်ရမလဲဆိုတာကိုဆုံးဖြတ်ပါလိမ့်မယ်လို့အစိုးရရှေ့နေယုံကကြေညာချက်မှာပြောပါတယ်။ FIFA နဲ့ Switzerland Federal အစိုးရရှေ့နေတချို့ရဲ့၁၀နှစ်ကြာနှိပ်စက်ညှဉ်းပန်းမှုကအခုတော့ပြီးဆုံးသွားပါပြီလို့ Platini ကသတင်းတော်တွေကိုပြောခဲ့ပါဗျ။ဒီနေ့မှာကျွန်တော်ဂုံတိတ်ခါပြန်ရခဲ့ပြီးကျွန်တော်တကယ်ပဲပျော်မိပါတယ်လို့ဆိုပါရယ်။ပြင်သစ်အသင်းကောင်းဆောင်တဲ့ Manager ဟောင်း Platini ကဒီမှုရဲ့ရည်ရွယ်ချက်ဟာသူတို့ FIFA ဥက္ကဋ္ဌမဖြစ်လောက်အောင်တားဆီးဖို့ဖြစ်ခဲ့တယ်လို့အစကတည်းကခန်းစားခဲ့ရကြောင်းပြောပါရယ်။ကျွန်တော်ရန်သူတွေအတွက်အချိန်ကအရေးကြီးတယ်ဆိုတာကျွန်တော်သိထားတယ်။ သူတို့ကကျွန်တော်ကို၁၀နှစ်ကြာပတ်ထုတ်ထားခဲ့တယ်လို့ပလာတီနီကဆက်လက်ပြောခဲ့ပါဗျ။သူ့ရဲ့ကြာရှုံးမှုက2016အစောပိုင်းမှာ Gianni Infantino FIFA အကြီးအကဲအဖြစ်ရွေးကောက်ခံရဖို့လမ်းဖွင့်ပေးခဲ့တယ်လို့ဆိုပါဗျ။2017မှာပလာတီနီရဲ့အကြံပေးဝင်ဆောင်မှုအတွက် FIFA တန်ကရရှိဖို့ကြံနေသေးတဲ့ဆွတ်ဖရန့်စ်နှစ်တန်းယူရို၁.၈တန်းကနေဖြစ်ပေါ်လာတဲ့ဆွတ်ဆွဲချက်တွေနဲ့ဘလက်တာနဲ့ပလာတီနီတို့ဒီလအစောပိုင်းမှာတရားရုံးကိုပြန်လာခဲ့ကြပါဗျ။ ဒီရှိကြတဲ့တရားရေးအမှုခင်းဟာတချိန်ကကမ္ဘာပေါ်လုံးလောကမှာဩဇာအကြီးမားဆုံးသူတွေဖြစ်ကြတဲ့ဘလတာနဲ့ပြင်သစ်အသင်းကောင်းဆောင်ဟောင်းနဲ့မန်နေဂျာပလာတီနီတို့ရဲ့အလုတ်ကိုင်းလမ်းကြောင်းတွေကိုပြက်စီးစေခဲ့ပါတယ်။နှစ်ချိန်ပြစ်ဒဏ်ကင်းလွတ်ပြီးနောက်မှာဖက်ဒရယ်အစိုးရရှေ့နေရုံကလည်းဒီရာဇဝတ်မှုဆိုင်ရာလုံထုံးလုံနည်းဟာအပိတက်ကြချုံသွားပြီဆိုတာကိုဝန်ခံရပါမယ်။မိုက်ကယ်ပလာတီနီကိုရာဇဝတ်မှုဆိုင်ရာကိစ္စတွေကနေနောက်ဆုံးမှလွှတ်ထားပေးရပါလိမ့်မယ်လို့ပလာတီနီရဲ့ရှေ့နေ Dominic Nelan ကပြောပါတယ်။လူကြီးလူကောင်းချင်းချင်းထားရှိတဲ့နှုတ်ကလေးခြားစားမှုပြဿနာကြောင့် Ballata FIFA အကြီးအကဲအဖြစ်ကနေနှုတ်ထွက်ခဲ့ပြီးတဲ့နောက်2015မှာဒီမှုစတင်ခဲ့ပါတယ်။2022ဇွန်လမှာဆူဇလန်ဖက်ဒရယ်ရာဇဝတ်မှုတရားရုံးကဘလက်တာနဲ့ပလာတီနီတို့ကို ပထမဆုံးအကြိမ်ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးခဲ့ပေမဲ့ဆူဇလန်အတိုင်းပင်ခံချုပ်ရုံးကချက်ချင်းယူခံဝင်ခဲ့ပါတယ်။ လာဒီနီဟာ FIFA ဥက္ကဋ္ဌပထမတက်တန်းအဖြစ်1998ကနေ2002ခုနှစ်ထိဘလတာတာဝန်ယူစဉ်အတွင်းဥက္ကဋ္ဌအကြံပေးအဖြစ်ဆောင်ရွက်ခဲ့တယ်ဆိုတာကိုတရားခံဘက်နဲ့တရားလိုဘက်ကသဘောတူခဲ့ကြပြီး1999မှာသူတို့နှစ်ဦးဟာနှစ်စဉ်ဆွစ်ဇာလန် France တုံးသိန်းလာစာပေးချေဖို့သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြသလို FIFA ကအပြည့်အဝပေးချေရမယ်လို့လည်းပါဝင်ပါတယ်။ အစပိုင်းမှာသူတို့ဟာနှစ်စဉ်ဆွစ်ဇာလန် France တက်တန်းလာစားအတွက်တက်သေးတယ်မပါပဲနှုတ်နဲ့သဘောတူခဲ့တယ်လို့ဘလတာနဲ့ပလာတီနီကပြောပေမဲ့ FIFA ရဲ့ငွေကြီးခြေနေကချက်ချင်းပေးချေဖို့ခွင့်မပြုခဲ့ပါဘူးဘလတာကဒါကို လူကြီးလူကောင်းချင်းချင်းထားရှိတဲ့နှုတ်ကလေးလို့ခေါ်ခဲ့ပါတယ်အစိုးရရှိနေ Thomas Hebran ကဒီလျှောက်လဲချက်ဟာယုံကြည်နိုင်ွယ်မရှိဘူးလို့ပြောပါတယ် ဖီဖာက1996ခုနှစ်မှာပလာတီနီကိုဆူဖရန့်တသန်းလွှဲပေးခဲ့ရင်နောက်ငွေသားဆူဖရန့်20တသန်းကျော်ရှိနေဦးမှာဖြစ်ပြီး2002ခုနှစ်မှာသူ့ရဲ့အရန်ငွေဟာ328တန်းပမာဏအထိရောက်ရှိခဲ့ပါတယ်။စာရွက်စာတမ်းမရှိဘဲတက်တည်မရှိဘဲနဲ့အကောင့်တွေမှာဘယ်တော့မှထည့်သွင်းမှတ်တမ်းမတင်ပဲအဲ့လိုပမာဏကိုတဘောတူတာဟာစီးပွားရေးလုံထုံးလုံနည်းနဲ့ဆန့်ကျင်ဘက်ဖြစ်သလိုဖီဖာရဲ့စီးမြင့်နေနဲ့လည်းဆန့်ကျင်ဘက်ဖြစ်တယ်လို့သူကပြောပါရယ်။ 2017ဇန်နဝါရီလမှာအချံပေးဖြစ်ဆောင်ရွက်မှုပြီးဆုံးပြီး၈နှစ်ကျော်ကြာမှာပလာတီနီကဆူဖရက်စ်နှစ်တန်းအကျွေးတောင်းခဲ့ပြီး FIFA ကပေးချေခဲ့ပါတယ်။အမှုဆောင်နှစ်ဦးရဲ့လိမ့်လည်ပြောဆိုချက်တွေကတဆင့် FIFA အတွင်းပိုင်းထိန်းချုပ်မှုတွေကိုလိမ့်မာပါနက်စွာလှည့်စားပြီးရယူခဲ့တဲ့အခြေအမြင့်မရှိပေးချေမှုဖြစ်ခဲ့ပြီးဒါဟာလိမ့်လည်မှုရဲ့အဓိကအချက်ဖြစ်တယ်လို့အစိုးရရှင်းနေတွေကရှောက်လဲခဲ့ပါတယ်။ အဲ့ဒီချိန်မှာဘလက်တာက FIFA ဥက္ကဋ္ဌအဖြစ်ပြန်လည်ရွေးချယ်ခံဖို့လှုံ့ဆော်နေပြီးပလာတီနီကဥရောပဘောလုံးအဖွဲ့ချုပ်အကြီးအကဲဖြစ်လာခဲ့ပါတယ်။ပလာတီနီက FIFA အကြီးအကဲအဖြစ်၄ချိန်မြောက်တက်တန်းအတွက်ဘလက်တာကိုထောက်ခံခဲ့ပါတယ်။မစ္စမယာ Weekly Sport စီစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ပတ်တွင်မှလည်းထူးခြားတဲ့အားကစားသတင်းတွေနဲ့အတူပြန်လည်ဆုံတွေ့ကြမှာသေးတယ်။ကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။ပြည်သက်တေအားလုံးသဘာဝပေးစစ်ပေးကနေကင်ဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။